မင်္ဂလာပါရှင် Astrogaya Channel မှာကြိုဆိုပါတယ်ရှင် Astro Today ယနေ့နေ့ခတ်အစီအစဉ်2025ခု November လ2ရက်နေ့အတွက်ဆောင်ရွက်ရှောင်ရွက်ဆောင်ရွက်ရမယ့်နေ့ခတ်အချိန်ခါတွေကိုကျမအိမ်တွင်မုံနဲ့မတ်ရွှေရုံပြေတို့မှာတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်2025ခု November လ2ရက်နေ့တနင်္ဂနွေနေ့တနင်္ဂနွေသတ္တမယအပေါ်ပုံမပြီးတရားမှုရှိနိုင်တဲ့ကောင်းမွန်တဲ့နေ့ခတ်9ပါးနဲ့မြမွေလွန်ကိစ္စရပ်များဆောင်ရွက်နိုင်ရန်နေ့ခတ်အချိန်ခါကောင်းမြတ်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင် နေ့လယ်တနာယီ44မိနစ်မှနေ့လယ်2နာရီ4မိနစ်အတွင်းမှာတော့ဖုံးကန်ကြီးမြင့်မဲ့တနက်ခက်ကင်ကြောက်ကြခြင်းပဲဖြစ်ပါရဲ့ရှင်။နေ့လယ်3နာရီ53မိနစ်မှညနေ4နာရီ73မိနစ်အတွင်းမှာတော့စမ်းထအောင်မြင်ပြီးမြစ်တရီကန်ကောင်းမွန်စေမဲ့ဆုံးနှက်ခက်ကင်ကြောက်တဲ့ခြင်းပဲဖြစ်ပါရဲ့ရှင်။နေ့လယ်3နာရီ27မိနစ်မှနေ့လယ်3နာရီ41မိနစ်အတွင်းမှာတော့ဘာပဲလုံးလုံးထိုထိပ်ရရှိအောင်မြင်စေမယ့်ဒီပြည့်နှစ်ခက်ကင်းကြောက်တဲ့ချိန်ပဲဖြစ်ပါရဲ့ရှင်။နေ့လယ်3နာရီ10မိနစ်မှနေ့လယ်3နာရီ30မိနစ်အတွင်းမှာတော့ရာဒူဝဆာအနာကြီးမြင့်မဲ့ဒီပြည့် နှစ်ခက်ကင်းကြောက်တဲ့ချိန်ပဲဖြစ်ပါရဲ့ရှင်နနက်10နာရီ17မိနစ်မှနနက်10နာရီ32မိနစ်အတွင်းမှာတော့အင်ချမ်းမြေရောင်းဝယ်ကိစ္စရပ်တွေကြိုပြမယ်ဆင်ဖြူနှက်ခက်ကင်ကြောက်တဲ့ချိန်ပဲဖြစ်ပါရဲ့ရှင်။နနက်9နာရီ44မိနစ်မှနနက်8နာရီ4မိနစ်အတွင်းမှာတော့ငွေကြေးရွှေရနာထီကန်ဆဲမှုကံကောင်းမွန်စေမယ်ရေနာနှက်ခက်ကင်ကြောက်တဲ့ချိန်ပဲဖြစ်ပါရဲ့ရှင်။ ည7:23မိနစ်မှည7:53မိနစ်အတွင်းမှာတော့သာသမီရနာထွန်ကားရရှိစေမယ့်တန်ချေနှက်ခိုက်ကင်ချောက်တဲ့ချိန်ပဲဖြစ်ပါရဲ့ရှင်ဆက်လက်ပြီးဒုတိယအခန်းကဏ္ဍနေပြည်တင်းကရိသာသမီများပေါ်ပုံမူပြီးထိရောက်မှုရှိနိုင်တဲ့ဆိုရနှက်ခတ်နဲ့ပတ်သက်တဲ့နှက်ခတ်ချိန်ခါတွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါရဲ့ရှင်နနက်4:50မိနစ်မှနနက်9:30မိနစ်အတွင်းမှာတော့ထိခိုက်တည်ကြည်ပျက်စီးဆုံးရှုံးမှုတွေကိုဖြစ်စေနိုင်တဲ့မရဏနှက်ခတ်ကင်ကြောက်ရတဲ့အချိန်ပဲဖြစ်ပါရဲ့ရှင်။ နနက်9:44မိနစ်မှနနက်8:04မိနစ်အတွင်းမှာတော့အမှုခင်းပြဿနာစိတ်ပူပန်တောကတွေကိုဖြစ်စေနိုင်တဲ့တောကနှက်ခတ်ခင်ကြောက်ရတဲ့ချိန်ပဲဖြစ်ပါတယ်ရှင်။ညနေ6:23မိနစ်မှညနေ6:43မိနစ်အတွင်းမှာတော့ဆုံးရှုံးပျက်စီးမှုတွေကိုဖြစ်စေနိုင်တဲ့ဆယ်တိုင်နှက်ခတ်ခင်ကြောက်ရတဲ့ချိန်ပဲဖြစ်ပါတယ်ရှင်။နနက်9:59မိနစ်မှနနက်3:19မိနစ်အတွင်းမှာတော့မိတ်ဆွေတင်ကားဟာရီဆုံးရှုံးပျက်စီးမှုတွေကိုဖြစ်စေနိုင်တဲ့မိတ်တုနက်ခတ်ခင်ကြောက်ရတဲ့ချိန်ပဲဖြစ်ပါတယ်ရှင်။ နနက်နှစ်နာရီ၄မိနစ်မှနနက်နှစ်နာရီ၂၄မိနစ်အတွင်းမှာတော့အလုတ်စီပါထိခိုက်ဆုံးရှုံးမှုတွေကိုဖြစ်စေနိုင်တဲ့ဘင်ကနက်ခတ်ကင်ကြရတဲ့အချိန်ပဲဖြစ်ပါတယ်ရှင်အခုဖော်ပြပေးခဲ့တဲ့နှက်ခတ်ချိန်ခါရီအရဆိုရင်တော့တနင်္ဂနွေသတိများပေါ့ပမိုဘီထိရောက်မှုရှိနိုင်တဲ့နှက်ခတ်ချိန်ခါရီပဲဖြစ်ပါတယ်ရှင်။ဒီနှက်ခတ်ချိန်ခါရီကိုတမီတို့ရဲ့ဆရာဆရာဦးဆရာကိုမကိုရိုင်းအသေးစိတ်တွက်ချက်ပေးထားတာပဲဖြစ်ပါတယ်ရှင်။တမီတို့ရဲ့ယနေ့နှက်ခတ်အစီအစဉ်ကိုကြည့်ရှုအားပေးခဲ့ကြတဲ့မြို့ပြည်သူများအားလုံးကိုကျေးဇူးတင်ပါတယ်။